တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဒီဇင်ဘာ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာရန်တိုက်ခံများမယ်တပားသူပြဿနာကိုပြဿနာသဘွဲဖြေရှင်းရမယ်စိတ်နှောက်ရှက်များမယ်အသွာလာနေတိုင်းပြောဆိုထူးကြီးဆဲရမယ်စေဒနာဝေဒနာဖြစ်တတ်တယ်တပားသူကြောင့်မိမိမှာပြဿနာ လိုက်လံဖြေရှင်းရခြင်းရှိတတ်တယ်ခက်ခဲတဲ့သူတွေ ပြဿနာများတဲ့သူတွေကြားထဲမှာကိုယ်ကဖြတ်သန့်နေရမယ်။မှအရာရာခရုဆက်ရမယ်။နေ့ရက်နေ့မှာရန်တိုက်ခံကြနေထိုးပေါက်ပြီးတိုးတက်တဲ့ကံပွင့်ပြီးတော့မိကောင်းဆွေကောင်ထောက်ကူရမယ်။သုံးရက်နေ့ကတော့ငွေကြေးကံ၊လုပ်ငန်းကံ၊စီးပွားကံ၊လုံဆောင်ကောင်းခြင်း၊စင်ပြေခြင်းနဲ့ကံမြတ်မှခြင်းတွေကိုကြုံမယ်။လေးရက်နေ့အဲ့ဒီနေ့မှာအပြန်ဆန်အလုံးကိုကြော်ပြီးအစ်မြင့်တဲ့ဘဝနေထောက်တိုးတက်တဲ့ငွေစုလိုက်ဝင်ခြင်းကောင်းတဲ့လက်ဖွင့်ခြင်းကံရှိတယ်။ 5ရက်နေ့မှာလူယုံဒုက္ခပေးရတဲ့လူလည်းလူကောက်တွေ့ရတဲ့6ရက်နေ့ကတော့အသွားလန်နေထိုင်ကြွဆက်ရမယ်အဲ့ဒီနေ့မှာအမြင့်တက်တဲ့နေရာတွေမှာလည်းသတိထားရမယ်ကာယမဲ့ရင်ကမောင်းနေသွားလာမှုတွေမှာသတိထားရမယ်အနောက်ရက်ကုန်ဒီသွားစရာနေရှိတဲ့တဲ့နေ့တနိုင်ခွဲနဲ့သုံးနိုင်အတွင်းသွားလာကြွဆက်ခုနှစ်နေ့မှာရံများခြင်းအတိုက်ခံများခြင်းရှိတယ်ရေမပြောဆုံးကစားခြင်းမပြုအောင်ရင်ကား မောင်းနေခြင်းကိုလည်းသတိထားမယ်။မြောက်ရောက်တည်သွားစံကြီးရှိတဲ့တဲ့မနေ့စံတိုင်းခွဲနဲ့ဆက်ရနိုင်ကြ အသွာလာနေထိုင်ထူပြုတ်ယူဆက်မှဖြစ်ကြောင်းတင်ပြလိုပါတယ်။ဒီကာလတော်တွင်မှာဇာသပရိနေဗုဒ္ဓနဲ့တနင်္လာနေ့မွေးသူတွေကောင်းချိုးပေးတယ်။တနင်္ဂနွေနေ့ငါနေ့မွေးသူများကြောင့်စိတ်နောက်ဆက်လေးတွေဖြစ်တတ်တယ်။တင်္ဃာကုက္ကနနဲ့ချိုးပေးပါတယ်။ အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုဝယ်ပြီးလုံရှိရကိစ္စဆောင်ရွက်ပါအထူးပြုဆောင်ရွက်နိုင်တာကတော့၄ရက်နေ့အဲ့ဒီကနဒေါ်လပြည်နေဖြစ်တယ်ဂျာသပရီနေနဲ့တိုက်ဆိုင်တယ်လင်ပန်းတစ်ချက်တည်းမှာလက်ဖက်၄ပုံပုံပြီးတော့အိမ်မှာရှိတဲ့ဘုရားရှင်မှာကတ်တူပြီးတော့လိုရာဆုတောင်းမှာလက်ပြည့်ခြင်းလက်ပွင့်ခြင်းလိုပါပြည့်ခြင်းလမ်းပွင့်ခြင်းအလုံးစုံကောင်းစွာ ဖြစ်ထွန်းပြီးတော့ အနာဂတ်ကိုထူကြတဲ့အကျိုးဆက်ကိုပေးပါသိမ့်မယ်။ယေရှုတင်မှာအင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့နေ့9ရက်နေ့ကာလတော်တွင်မှာအထုတလည်းကောင်းသောကံချိုးပေးမှုနဲ့ဘဝအောင်မြင်တိုးတက်မှုတွေကိုရနိုင်တယ်။ကိုယ်ပိုင်စွန့်စမြင်မှပြီးတော့ဘဝရည်ရွယ်ချက်တွေကိုအကောင့်ထဲပေါ်နိုင်တယ်။ကိုယ်လုံးသမျှထေရှားသော တိုးတက်မှုရှိမယ်။ငွေဝင်မယ်ငွေစုစောင့်ခဲ့မယ်။ ကိုလုတ်တဲ့ကိစ္စတွေကလည်းဝေကုံချေကြများတတ်တဲ့ပြင်ရှင်မန်းချက်တွေနဲ့လုပ်ငန်းစစ်တွေကိုရှေ့တိုးလို့ရလို့တော့အထုတလည်းကြိုးပြခြင်းနဲ့ကောင်းခြင်းကံတွေတွေစက်တိုက်ပေါ်ပေါက်တာပါလိမ့်မယ်။ဆုံးပြတ်ပြီးရှေ့တိုးလုပ်ကန်ခြင်းတွေဟာအထုကြိုးပြတာဟုတ်ဒီဇင်ဘာတည့်နေ့မှာကျုံအဲ့ဒီနေ့ကိုတွေ့ကောင်းတော့နေ့နှစ်ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းမယ်။တော့ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်း ေတ္တာရေကံကောင်းခြင်းလိုရာပြည့်စုံခြင်းချုပ်၄ရက်နေ့မှာဥတီကျဲပြောင်းပြီးလှူတာကျိုးပြီးတဲ့ခီးကံကောင်း၅ရက်နေ့မှာမထင်မှတ်ဖဲငွေဝင်မဲ့လက်ဖွင့်မဲ့လိုရာပြည့်စုံ၆ရက်နေ့မှာမတော်တဆထိခိုက်မှန်ရဲ့ကျူဆမ်အဲ့နေ့မှာလဲနဂဘုံရက်နဲ့တိုက်နေတော့အသွာလာသိကျူဆမ်လာပေါ့အထူးဖြင့်အနောက်ရက်ကုန်တီသွားစရာချင်းရှိတဲ့တဲ့ညကင်းတနိုင်ခွဲနဲ့သုံးနိုင်တွင်သွာလာကျူဆမ်ခုနှစ်ရက်နေ့မှာတော့ ပေါ်ပေါက်လာတဲ့အကြံဉာဏ်တွေကိုလက်တွေ့သုံးချကိုယ်တွေ့အကျိုးပေးတယ်။စေကုသတေလက်တွေ့အကောင့်ထဲပေါ်ရရက်ကောင်းဖြစ်တဲ့အဲ့ဒီကမဟာယကျမ်းနဲ့တိုက်တော့ရေရနေရင်ရနေအထုပြုကယူဆက်ရမယ်။အဓိကမြောက်ရက်ကိုတည်သွားစဉ်နေဖြစ်တတ်တယ်။မနေ့ဆယ်နိုင်ခွဲနဲ့ဆရနိုင်ကြမှာအသွာလာနေတိုင်းအထုပြုပြီးကယူဆက်ရမှာဖြစ်တယ်။ဒီကလအတော်တွင်မှာ တနင်္လာနေ့သောကြံနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတနင်္ဂနွေဗုဒ္ဓမွေးသူတွေဒုက္ခပေးတယ်။နှစ်လေးကိုကနန်နေ့ချိုးပေးတယ်။အဖြူရောင်အပြာရောင်မိခိုးရောင်တို့ကိုအချိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်တယ်။လေးရက်နေ့ဒီဇင်ဘာအဲ့နေ့ကလာပြည့်နေ့နဲ့ဇာသပတိနေ့နဲ့တိုက်ဆိုင်တယ်။လာပြည့်နေ့နဲ့ဇာသပတိနေ့တိုက်ဆိုင်တဲ့နေ့မှာ လင်ပန်းထဲမှာလက်ဖက်၄ပုံပုံပြီးတော့မိမိယုံကြည်ရဲ့ကိုယ်ပိုင်ရဘုရားမှာကတ်လူပူဇော်ပါလက်ပွင့်ခြင်းလိုဘပြည့်ခြင်းကောင်းသောကံပွင့်ခြင်းများ ကြုံတွေ့မယ်လက်တွေ့ဆန့်သက်နိုင်ပါလေကျေးဇူးတင်ကြာသာပတိနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာ ဥတီကျဲပြောင်းပြီးလုပ်တာကြိုးပင်းမယ်လူမျိုးခွဲကြိုးပင်းမယ်ငွေချေးကန်ကောင်းမယ်ခီးသွားခြင်းကိစ္စအစဉ်ပြေမယ်ရပိုင်ခွင့်နေလဲဝယ်ပြန်ရမယ်ခြံကားခန်းကိစ္စတွေနဲ့ပတ်သက်တာ ပြောဆိုစဉ်ပြေမယ်ငွေချေးလက်တော် ဆုံးရှုံးမှု အပြောင်းလဲတွေရှိတယ်အတိုက်ခံနဲ့ရှင်းပြီးမှအောင်ပြေမယ်နှစ်ရက်နေ့ငွေချေးကန်ကောင်းခြင်းလက်ဖွင့်ခြင်းတွေရှိတယ်သုံးရက်နေ့မှရန်တိုက်ခံနေနဲ့ရှင်းပြီးတော့ရမယ်လေးရက်နေ့ကတော့အလုံးစုံကောင်းခြင်းကန်နဲ့ လူရပြည့်စုံခြင်းကိုကြုံမယ်၅ရက်နေ့မှာဥတီကျပြောင်းပြီးလှုပ်တာဆင်ပြေမယ်မတော်ဆနေကယူဆက်ရမယ်ရှံတိုက်ခတ်နေတယ်လဲရှင်ပြီးတော့ရမယ်၆ရက်နေ့ကအထူးပြုပြီးသတိထားမယ်နေဖြစ်တယ်အဲ့နေ့ကငကဘောရက်ဖြစ်တဲ့အတွက်အမြင့်မှကြာခြင်းလဲတတ်ခြင်းနောက်ထိခိုက်မှန်နေကြီးမားစွာဖြစ်တတ်ခြင်းတွေရှိတတ်တယ်အကြီးကအနောက်ရက်ကုန်တီသွားစရာတွေရှိတတ်တယ်နေခင်တနိုင်ခွဲနဲ့ညနေ၃နိုင်တွင်သတိထားမယ် ခொနည်းနည်းမဟာယကျန်းရေရနည်းရေရနည်းကင်းဆက်ရမယ်ခက်ရံပฏิဘက်ကမဖြစ်အောင်နေရမယ်မြောက်ရက်ကိုသွားစေခြင်းရှိတတ်တယ်မနဲ့ဆန်နိုင်ခွဲနဲ့ဆန်နိုင်တွင်အသွာလန်နေထိုင်ထူးပြပြီးကျူးဆန်းကြာသာပရိနေဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနေ့ကနေတနေ့လာမွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုကနံကျိုးပေးတယ်အစင်းရောင်ဖြူရောင်မိခွန်းရောင်တို့ကိုဝစ်စင်သုံးဆွဲပြီးလိုရာပြည့်စုံနိုင်တယ်လာပြင်းနေ့ ဗုဒ္ဓလာပြင်းနေပြန်ပြမယ်လာပြင်းနေဇာသာပတိနေနဲ့လာပြင်းနေနဲ့တိုက်ဆိုင်တယ်၄ရက်နေ့ဒီဇင်ဘာဇာသာပတိနေမှာလင်မန်းထဲမှာလက်ဖက်၄ပုံပုံထည့်ပြီးတော့ဖျားကတ်လူပြီးအလိုရှိရဆူတောင်းပေးပါဆူတောင်းပြေးပါမယ်ကျေးဇူးတင်ပါတောက်ချာနေမွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်ဒီဇင်ဘာ1ရက်နေ့နေ့9ရက်နေ့တော်တွင်မှာကောင်းတဲ့ရှင်းမကြအောင်မြင်မယ်လိုရာပြည့်စုံမယ်စီးပွားတက်မယ်အပြောင်းလဲရှိမယ်ခီးကိစ္စအစဉ်ပြေမယ်ဒီကလဆုံးဖြတ်ချက်ချတာကုန်မှန်တယ်ဥတီချက်တဲ့ရှေ့တိုးလုပ်ကန်ခြင်းတွေတိုးတက်ဘလောက်ခက်ခဲအားလုံးကိုကြော်ပြီးတော့အောင်မြင်မှုနှစ်သာတာကိုရရှိမယ်ငွေကြေးကံအရေးပါတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုရှိမယ်နှစ်ရက်နေ့ခီးကံကောင်းမယ်လူမျိုးကွဲအကျိုးပေးမယ်ဘဝတိုးတက်သုံးရက်နေ့ အလုံးစုံကံကောင်းခြင်းဘဝတည်နှံ့ပွင့်ခြင်းမိကောင်းဆွေကောင်းထောက်ကူရခြင်းကိုကြောက်မယ်၄ရက်နေ့အများကိစ္စတွေဆောင်ရွက်ပေးရမယ်ဝေကြီးကုန်ကြများမယ်လုံးသမျှထင်ရှားစွာအောင်မြင်ခြင်းကိုကြောက်မယ်၅ရက်နေ့သူများပြဒနာကိုပြဒနာဖြစ်တတ်တဲ့စေဒနာဝေဒနာဖြစ်တတ်တဲ့လူယုံဒုက္ခပေးတတ်တဲ့၆ရက်နေ့အထူးစံပွင့်နဲ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဒါပေမဲ့အဲ့ဒီနေ့နဂဘုံရက်ဖြစ်တဲ့မတော်တဆနေ့အထူးပြုယူဆရမယ်အနောက်ရောက်ကုန်ဒီသွားစံနေ့ရှိတဲ့နေ့ကင်း တဏ္ဍခွဲနဲ့သုံးနိုင်ကြသွားလာနေထိုင်ကူးဆိုင်မယ်ခொနည်းနေ့မှာဥတီကျပြောင်းပြီးလှူတာကောင်းတယ်အရဝေးကကောင်းသောသတင်းစကားကြုံမယ်လှုပ်သမျှအောင်မြင်တွေ့တဲ့ချင်းကိုကြုံမယ်မဟာရဲ့ချမ်းနဲ့တိုက်ဆိုင်တယ်ရေရနေရေရနေကူးဆဲရမယ်အပြော်နုံတို့အန်ရဖြစ်တတ်တာတွေလည်းတူကူးဆဲမြောင်းရကုန်တီသွားစံနေရှိတဲ့မနဲ့စင်နိုင်ခွဲနဲ့ဆက်နိုင်ကြသွားလာနေထိုင်ကူးဆဲရမယ်တနေ့လာရင်ကဗုဒ္ဓနဲ့ဝေသူတွေကောင်းကြပေးတယ်တနေ့ကနေစနေဝေသူတွေဒုက္ခပေးတတ်တယ် တစ်လေးကိုကနန်းနေချိုးပေးတယ်အဝါရောင်ဒိမောရောင်နိုးနေအောင်တို့ဝစ်စင်သုံးဆွဲပြီးလိုရာကိစ္စဆောင်ရွက်ပါဒီဒဇံဘာလ၄ရက်နေ့ဒေါ်လာပြည့်နေ့ကြာသာပတိနေ့နဲ့တိုက်ဆိုင်တယ်လာပြည့်နေ့နဲ့ကြာသာပတိနဲ့တိုက်ဆိုင်ရင်လင်ပန်းထဲမှာလက်ဖက်လေးပုံပုံပြီးဘုရားကအမြင့်မှတင်းလက်ပွင့်နဲ့ကံပွင့်နဲ့လိုပါပြင်လက်တွေ့ဆောင်ရွက်နေမှာကျေးဇူးတင်ပါ